ရှင်ဥစွာဘုရားသခင်ကျေးဇူးတော်ကိုချင်းမွမ်းပါတယ်။အားလုံးမင်္ဂလာပါခင်ဗျာ။ဒီနေ့တော့မိမနဲ့မိမ၏အမျိုးဆိုရက်ကောင်းစင်နေနဲ့ဝင်ခတ်သွားမှာဖြစ်ပါတယ်။ကပောက်ချအခန်း၃ဆပိုင်15ကိုဖတ်ပါမယ်။တင်းနဲ့မိမကို၎င်းတင်းအမျိုးຫນွယ်နဲ့မိမ၏အမျိုးຫນွယ်ကို၎င်းငါသည်ရန်ညှိုးဖွဲ့စီ။သူသည်တင်းကောင်းကိုကြိတ်လိမ့်မည်။တင်းသည် သူ့ဖနောက်ကိုကြိတ်လိမ့်မည်ဟုအမိန်တော်မူ၏။ဒါဖျားသခင်ကဘသူ့ပြောနေလဲဆိုတော့မွေကိုပြောနေတဲ့စကားဖြစ်တယ်။မွေဆိုတာကပေါကူစားပြုတ်လဲဆိုတော့စာတန်ကိုကူစားပြုတ်နေခြင်းဖြစ်တယ်။ဆိုတော့အဲ့နေရာမှာကျွန်တော်တို့ကမွေလို့ဖတ်ရမှာမဟုတ်ဘူးစာတန်လို့ဖတ်ရမှာဖြစ်တယ်။ဆိုတော့စာတန်အမျိုးဆိုတာကတော့ဗာလဲစာတန်ရဲ့အပေါင်းပါတယ်ဗော။ကောင်းကင်တမန်ပြတ်တယ်နော်။ သူနဲ့ဒုကောင်းကင်ကကြလာတဲ့ကောင်းကင်ကမှပြက်တယ်ဖြစ်ပါတယ်ဝိညာဉ်ဆိုးနဲ့ဆိုးနတ်နော်နတ်ဖျားနတ်သမီးအဲနတ်မိမဲနတ်အဲတစေတရဲ့စသဖြင့်ပေါ့မျိုးစုံရှိတယ်နော်သူတို့အားလုံးဟာစာရမဏတ်ရဲ့အမျိုးတွေဖြစ်ကြတယ်ဒါဆိုတရားဒီနေရာမှာမွေကစာတန်ဖြစ်တယ်ပေါ့မိမဆိုတာဘာတူလဲ မိစ္ဆာရှိတယ်ဟာအဲ့တော့မိမဆိုတာဘာလို့လဲမိမရဲ့အမျိုးဆိုတာဘာလို့လဲဘာကိုကိုစားပြုတ်လဲပေါ့ဒီမိမကဒါကအေးဝါကိုပြောနေတာဖြစ်တယ်အဲ့ဆိုအဲ့ဒီနေရာမှာအေးဝါဆိုတဲ့မိမကိုဘာကိုကိုစားပြုတ်လဲအလုံးတည်နေတာတခုကတော့မိမရဲ့အမျိုးဆိုတာကတော့ယေရှုခရစ်ဖြစ်တယ်ဆိုတာအလုံးဒါခရစ်ယာန်တိုင်းသိတဲ့ကိစ္စဖြစ်တယ်အဲ့ဒါဆိုရင်မိစ္ဆာရှိတာကအဲ့ဒီမိမဆိုတာဘာလို့လဲ မွေကတော့စာတန်ဖြစ်တယ်အဲ့ဒီမိမဆိုတာဘသူပြောနေတာဘသူကိုစားပြုတ်နေတယ်အဲ့ဧဝကမင်းသားရှိတယ်ပေါ့နော်အဲ့တော့ကလတိခန်းသုံးစာပတ်16မှာဘာတွေ့ရလဲဆိုတော့ဂရိတော်တို့ကို အာပြန်နဲ့သူအမျိုးຫນွေ၌ထားတော်မူ၏အမျိုးຫນွေတို့ဟု အများသောသူတို့ကိုရင်မှတ်၍မိန်တော်မူသည်မဟုတ်တင်းအမျိုးຫນွေဟုတယောက်သောသူကို ယင်မှတ်၍မိန်တော်မူထိုတျောက်တော်သူကခရစ်တော်ဖြစ်တည်းဆိုတော့မိမရဲ့အမျိုးဆိုတော့ခရစ်တော်ဆိုတော့အငင်းပွားပွာရမရှိဘူးအလုံးလက်ခံတယ်ဒီနေရာမှာတော့ခရစ်တော်ပေါ်ဖွားလာတာနော်သင်အမျိုးလို့ပြောတဲ့အဲ့ဒီသင်ကတော့ဘသူကိုစားပြုလဲဆိုတော့အဲ့ဒီမိမကတော့အာဗျာကိုကိုစားပြုနေတယ်ဆိုတာတွေ့ရတယ် အဲ့တော့ဆိုအပြန်ကမိမလားမိမအဲ့ကဘာဦးချန်ခန်းသုံးမှာပြောတယ်မိမကိုစားပြုတ်သလားပေါ့နော်အဲ့တော့ဒီကဘာဦးချန်အခန်း22စာပိုက်18မှာတင်းအမျိုးနွယ်အဖင်လူမျိုးအပေါင်းတို့ဒီကောင်းချင်းမင်္ဂလာခံရကြလိမ့်မည်နော်အပြန်ကိုထပ်ပြီးဂရိပေးတယ်တင်းအမျိုးနွယ်မျိုးနွယ်အဖင်နော်ဒါခုနကလတိတောင်ညွန့်တာနော် ကပောက်ကြားခန်း26စာပွိုက်လေးမှာကျတော့တင်းအမျိုးຫນွယ်ကိုကောင်းကင်ကျဲကဲ့သို့ငါများပြစေမည်တင်းအမျိုးຫນွယ်အားအားလဲ EP ကိုရှစ်မြောက်ကိုငါပေးမည်တင်းအမျိုးຫນွယ်အားဖြင့်လဲလူမျိုးအပေါင်းတို့ဒီကောင်းချီးမင်္ဂလာခံရကြလိမ့်မည်အဲ့ဒီအမျိုးຫນွယ်အမျိုးຫນွယ်ဆိုတာကအလုံးတိတော်ယေရှုပြောနေတာဒီညမှာဘသူပြောလဲဆိုတော့အိဇာနော်အာဗျာရဲ့အသားအိဇာကိုပြောနေပြန်တယ်တင်းအမျိုးຫນွယ်ကဲဟုတ်ပြီ ကပောက်ချခန်း28စာပိုက်ဆလိမ်မှာကြတော့တင်းအမျိုးຫນွယ်ဒီမြေမုတ်ကဲ့သို့မြတ်ပြလိမ့်မည်နော်ဆိုပြတော့မှတင်းနဲ့တင်းအမျိုးຫນွယ်အဖြစ်လူမျိုးပေါင်းလို့ဒီကောင်းချင်းမင်္ဂလာခ ਾਇ ကြလိမ့်မည်လို့ပြောပြတယ်အဲ့ဒါဘသူပြောလဲဆိုတော့အာပြန်ရဲ့တာဣဇတ်ဣဇတ်ရဲ့တာယာကုပ်အာပြန်ရဲ့မြို့ပြောနေတာဖြစ်ပါတယ်ဘုရားသခင်ကပြီးရင်ဓမ္မရာဆိုရင်ဒုတိယဆောင်စာပိုက်ခွန် အခန်းခွန်စာပိုက်16ဆက်ခွန်မှာကြတော့တင်းအမျိုးနွယ်ဆိုပြီးတော့မှပြောပြန်တယ်နော်တင်းအမျိုးနွယ်နဲ့တင်းနိုင်ငံတွေငါ့ရှင်မှာ အစင်မြဲတည်လိမ့်မည်တင်းရာဇာပလင်တည်လေအစင်မြဲတည်လိမ့်မည်ဟုငါ့ကျွန်ဒါဝိအားပြောလို့မိန်တော်မူ၏ဒီမှာကြတော့ဒါဝိရဲ့အမျိုးဖြစ်သွားပြန်ရောနော်ယေရှုကဆိုတော့မိမဆိုတာ နော်ဒီနေရာမှာဘာသူပြောတာလဲဆိုတေချာတာတခါတော့အာပြန်ကတော့ပတ်သက်နေတယ်နော်သူ့ရဲ့မျိုးနွယ်အိဇတ်နောက်တစ်ဆင့်ယာကုပ်နောက်တစ်ဆင့်နော်ဒီယူဒာမျိုးဖြစ်တဲ့ဒါဝိဒေဗစ်ရှင်ပြင်ကြီးပေါ့သူ့ရဲ့ယာဇဝင်ဟာယာဇပလင်ဟာအစင်မြတ်တည်မယ်ဆိုတာယေရှုကိုပြောနေတာဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်စဉ်းစားစရာကမိမဆိုတာက တကယ်လူမိမကိုညှိမြှွန်းတာလားမဟုတ်ဘူးဆိုတာဒီမှာတွေ့ရမှာဖြစ်တယ်လူမျိုးနွယ်တစ်ခုကိုပြောနေခြင်းဖြစ်တယ်ဆိုတော့ကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ကဲဟုတ်ပြီဒါနဲ့ပတ်သက်လို့ပူရှင်းသွားအောင်နော်မိမနဲ့ပတ်သက်လို့အဲဒီကြားထဲမှာတစ်ခုစဉ်းစားစရာရှိတာကစာတန်ရဲ့အမျိုးနွယ်နဲ့နော်ဒီလူမျိုးနွယ်တစ်နွယ်မိမရဲ့အမျိုးနွယ်လို့ပြောတာအဲ့မိမကဒီခုကျွန်တော်တို့တွေ့သမျှဆိုရင်တော့နော် လူမျိုးနယ်သူတွေဖြစ်တယ်ပေါ့သူတို့ကရညှို့ဖွဲ့တယ်လို့ပြောတယ်တကယ်မိမနယ်ကစာတန်နဲ့ရညှို့ဖွဲ့လို့မရပါဘူးလူသာဆိုရင်တော့လူကအသက်ခဏလေးတည်တာလေရညှို့ဆိုတော့အစင်စစ်သူကကဘာတီသွေးသူကရညှို့ဖြစ်နေတာရံဖြစ်နေတာမျိုးဖြစ်တယ်နော်ဒါကြောင့်တိဖို့ကလူမျိုးတစ်မျိုးကိုသူကဥတည်နေတယ်ဆိုတော့တွေ့ရမှာဖြစ်တယ် အဲ့လူမျိုးလဲအပြန်အစင်းသက်လာလူမျိုးဖြစ်တယ်ဆိုတော့ကျွန်တော်တို့နော်တွေ့ရတယ်နော်မိမိုက်သားကသူတို့တွေ့ရနော်ကဲဗျာရကြခါစနစ်စပိုင်တက်ကနေငါကောင်းကင်၌ကြီးစွာသောနမိတ်လက္ခဏာဟူမူကမိမတူးသည်နေကိုဝတ်လျက်လက်ကိုခြေဖြင့်နင်းလျက်မိမိကောင်းပေါ်၌ကျဲတဆက်နှလုံးဖြင့်ပြီးသောတရဖူကိုစောင်းလျက်ပေါ်လာ၏ စပိုက်ငါ့ကိုဖတ်မယ်ထိုမိမသည် လူမျိုးတကာတို့ကိုတန်လန်တန်နှင့်အုပ်ဆိုးလက်တန်သောတားယောက်ျားကိုဖွားမြည်ထိုတားကိုဘုရားသခင်ထံသို့၎င်းပလင်တော်သို့၎င်းချီယူတော်မူ၏လို့ပြောတယ်အဲ့တားကတော့ယေရှုတေချာနေပြီအဲ့တော့ခုနမိမပေါ့နေကဝတ်ပြည်လက်ကိုချင်းနဲ့နင်းပြီးတော့မှတရဖူးကျဲဆန်းဆန်းနှလုံးစောင်းထားတဲ့မိမကဘသူ့ကိုပြောတာလဲ ဘာသူပြောတာဒါကျွန်တော်တို့နားလည်ဖို့ဖြစ်တယ်ဒီနေရာမှာလည်းတခုရှင်းချင်တာကဒီစာပိုက်နော်၃ကိုကြည့်မယ်ကောင်းကင်နဲ့အခြားသောနမိတ်လက္ခဏာပေါ်လာသည်ကအစင်းနေသောနဂါးကြီးသည်ကောင်းခွန်းလုံးဂျိုးဆယ်ချောင်းနဲ့တကွကောင်းပေါ်၌တရဖူခွန်းဆူကူစောင်းလက်ရှိသူ၏အမိသည်ကောင်းကင်ကျဲသုံးစုတစုကိုဆွဲညင်၍မြေကြီးပေါ်သို့ချလိုက်လေ၏ဒီနေရာမှာ မွေဆိုတာကဒီနေရာမှာငကားအနေနဲ့ပြန်ပေါ်ပြတယ်အဲ့ဒါကဘာလဲဆိုတော့လူစီဖာကိုအခုစာရန်တစ်ဖြစ်လဲလူစီဖာပေါ့သူ့ကိုယဉ်ညွတ်နေတယ်သူ့ရဲ့အမေးကကောင်းကင်ကျဲသုံးစုတစ်ခုဆွဲချတယ်ဆိုတာကဘာပြောလဲဆိုတော့ကောင်းကင်တမန်သုံးပုံတပုံဟာကောင်းကင်ဘဝနေဒီလူစီဖာနဲ့ပါလာတယ်လို့သူတို့ပြောချင်တာဖြစ်ပါတယ် ။ဒါကြောင့်မွေဆိုတာကလည်းတကယ်မွေမဟုတ်ဘူး။မိမဆိုတာလည်းတကယ်မိမောက်ပြောတာမဟုတ်ဘူးဆိုတော့နားလည်ဖို့ဖြစ်တယ်။အမျိုးဆိုတာကလည်းနော်ဒီနေ့မွေရဲ့အမျိုးကတော့စာတမဏအဝိညာဉ်ဆုံးတဲ့ဆိုးတွေပေါ့။အဲနော်အဲ sorry မနက်ရဲ့စာတမဏရဲ့နောက်လိုက်တွေပေါ့။နော်ဆိုတော့ဒီနေရာမှာနော်အဲ့ဒီမိမကဘာလဲပေါ့။စဉ်းစားစရာနော်။အဲ့ဒီမိမကတော့မွေးဖွားပြီ။တန်လန်တာနဲ့ လူမျိုးတွေအုပ်ချုပ်မဲ့ယေရှုခရစ်မွေးဖွားတယ်အဲ့ဒီမိမကဘာသူ့ပြောတာလဲပေါ့နော်ကြည့်အောင်ကပောက်ချန်ခန်38စာပိုက်9နော်ကနေ17မှာသူကယောသရဲ့အိမ်မက်အကြောင်းတွေ့ရတယ်ယောသရဲ့အိမ်မက်ကိုကျွန်တော်တို့ကျွန်တော်ဖတ်ချင်တယ်တပ်ဖန်အိမ်မက်ကိုမြင်ပြန်၍အကိုတို့အား အခြားသောအိမ်မက်ကိုကျွန်ုပ်မြင်ရပြီးနေနဲ့လနဲ့တကွကျဲတဆက်တလုံးတို့သည် ကျွန်ုပ်ကို ရှစ်ခိုးကြ၏ဟုကြားပြောလေထို့သောအဘနှင့်အကိုတို့အားကြားပြောသောအခါအဘကတင်မြင်သောအိမ်မက်သည်အဘေတို့နိငါနှင့်တင်အမိတင်အကိုတို့သည်တင့်ထံသို့ဆင်စစ်လာ၍ဥညွန့်ချရမည်လောဟု၍သူ့ကို ဆုံးမလေအကိုတို့သည် သူ့ကိုညူစု ြိုက်အဘဒီအထူအရာကိုမှတ်လေပြောတာတွေ့ရတယ်ဆိုတော့ဒီနေရာမှာခုနဗျာဒိချာခန်းစနစ်မှာတွေ့ရတဲ့เนาะနေလာပြီးရင်ကျဲစနှလုံးဆိုတော့ကအဲ့တရေလလူမျိုးကိုကိုစားပြုတ်တယ်ဆိုတာတွေ့ရတယ်เนาะဒါဆိုရင်မိမဆိုတာဘာတူလဲပြောရင်တော့ဟဲ့တရေလ လူမျိုးຫນွယ်ကိုပြောနေခြင်းဖြစ်ပါတယ်။အာဗျံအမျိုးຫນွယ်ကျန်တဲ့အမျိုးຫນွယ်တွေမပါပါဘူး။အာဗျံမှာသားသမီးတွေကျန်တာများရှိသေးတယ်လေ။နော်။ဟိုဘာလဲအရှိမေလအပြင်နောက်မိမတွေထပ်ရတာရှိတယ်။ဒါလည်းမပါပါဘူး။အမျိုးຫນွယ်တစ်ခုအမျိုးຫນွယ်အစဉ်ဆက်ဆင်းဆင်းဆင်းပြီးနောက်ဆုံးယေရှုကိုရေးရတယ်ဆိုတော့တွေ့ရတယ်။ဒါကြောင့်တိဖို့ကကျွန်တော်တို့နော်။စာရမဏတ်ကိုနိုင်တာဟာ ်မိမရဲ့အမျိုးစုံတည်ယူတော့အစ္စရဲလူမျိုးတွေကဒီလောကအားဖြင့်အစ္စရဲလူမျိုးအားဖြင့်ဒီလောကမှာလူစားတိလာခံယူတဲ့ယေရှုခရစ်ပဲရှိပါတယ်အဲ့တော့ဒီလောကမှာလူတွေကိုဒုက္ခပေးနေတဲ့လူတွေငရဲကြအောင်သွေးဆောင်နေတဲ့လှည့်ဖျားနေတဲ့စာဒမနဝိညာဉ်ဆိုးနဲ့ဆိုးတွေနိုင်တော့သူသူတို့ကောင်းကိုကြိတ်တော့သူဟာယေရှုဖြစ်ပါတယ်မိမ့်မရအမျိုးဖြစ်တယ် အဲ့ဒီယေရှုကိုသင်နော်ရထားမယ်ဆိုရင်တော့ဒီလောကတဏ္ဍာရီကလှည့်ဖြားနေတဲ့စာတပါဏဝိညာဉ်ဆုနှဆုမကောင်းဆိုးဝါးတွေကိုသင်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ဒီနှုတ်ကပတော်အဖြစ်အဲ့ဒီယေရှုခရစ်တော်ကိုနော်သင်ရကယ်တင်ရှင်ဖြစ်ယုံကြည်လက်ခံပါ။အဲ့ဒါဆိုရင်တော့နော်ငကားကို နိုင်တော်သူ ဖြစ်လာလိမ့်မယ်။ဆိုတော့ကတော့ဗာလဲမွေကိုနိုင်တော်သူဖြစ်လာမယ်။ဆိုတော့ကတော့ဗာလဲ စာရမဏနဲ့သူ့ရဲ့အပေါင်းပါဝိညာဉ်ဆိုးနတ်ဆိုးနတ်နတ်ဝင်ဟာလားနတ်ဖျားဟာမျိုးမျိုးပဲတစီတရဲအရာတွေနန္နဘာဝမျိုးမျိုးပေါ့အရာတွေအားလုံးကို နိုင်တော်သူဖြစ်လာလိမ့်မယ်ပြီးရင်လဲကောင်းကင်ဘုံမှာထာဝရစံစားရတော်သူဖြစ်လာလိမ့်မယ်လို့ခွားပေးနဲ့နေကုန်းချုပ်ပါလေဖျားသခင်လေးတင်းတို့အားလုံးကိုကောင်းချီးပေးပါစေတော့အာမင်